ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူငယ်လေးမောင်တပြေယုံ ရေးသားတဲ့မြတ်တရေးအလျင်းတို့အမိရတဲ့ယတဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာလိုက်ပါနားဆင်ခမ်းသာပေးကြပါအောင်ခင်ဗျာမြတ်တာရေးအလျင်းသူမျက်စိကိုအာယူပြီးဖွင့်ကြည့်လိုက်သည်60ဝက်မီလုံးဤနေချင်းချင်းမီးရောင်ကိုသာမြင်ရသည်သူခန္ဓာကိုယ်ကိုသူဘယ်ညာမဆောင်နိုင် ေချင်းချင်းမီးရောင်ကိုသာစူးစူးစားစားကြည့်နေမိသည်နေဘက်လောသို့မဟုတ်ညဘက်လောဟု သူမသိချေလူတန်သူတန်များ တိတ်ဆိတ်ငြိမ်သက်၍သာညဖြစ်တန်ရသည်ဟု တွေးလိုက်မိသည်ညဆိုလျင်မြည်သည့်အချိန်ကာလရှိနေသည်ကို သူစိုးစင်းများမသိသူမြည်သည့်အချိန်ကအိပ်ပျော်သွားခဲ့သည်သို့မဟုတ်မင်းလျော့သွားခဲ့သည်ကိုလည်းသူမသိယခုသူတတိယနေသည် တတိယတည်နှင့်အမျှသူ၏စိတ်အလျင်သည် ရေအလျင်ပမာလူလေးနှင့် လုံမလေးထံအချိန်ဟုန်ပြင်းစွာစီမျောသွားမိသည်လူလေးရှစ်တန်းအောင်သည့်နှစ်တွင်လေတဲ့စဘာဖြတ်ပိုးများကြသဖြင့်စဘာများတီးလုံးပေါ်မှပျက်စီးခဲ့ရသည်လေသမားများဝမ်းစာကိုပင်မထည့်နိုင်ကြ အကိုကပင်ဆင်းရဲကြက်တဲလာတော့သူတို့မိသားစုကျွေးဟောင်းလည်းမဆက်နိုင်ဝမ်းစာကလည်းမရှိနှင့်ဒုက္ခမုံတန်းပြင်းပြင်းထန်ထန်ကြာရောက်ခဲ့၏လူလေးနှင့်လုံမာလေးကြောင်းဆက်ထားနိုင်ရေးကိုစဉ်းစားမရလုံမာလေးကလည်းခဏတန်းတက်မည်လူလေးနှင့်လုံမာလေးကိုနှစ်ဦးစလုံးပညာရေးကောင်းကြသည် သူသည်ဖုံကြီးကြောင်းသာနေဘူးသည်မိယိုးဖလာလက်လုံလဲလုံတစ်ခုတ် ်ဝါခုတ်ဖြင့်ကြီးပြင်းလာရသူဖြစ်သည်ကြံတန်ခတ်မာလာတော့သူဘဝမျိုးလူလေးနှင့်လုံမလေးကို မဖြစ်စေလိုလာကသာဝန်ထမ်းဘဝဖြင့်ဘဝကိုဆက်လက်ရှင်သန်ခရီးဆက်စေလိုသည် သူသည်ဆန္ဒဒေတာသူ့အတွက်အဓိကလေသမားဘဝဟူသည် မိုးခေါင်ရေကြီးပိုးမွားအန္တရယ်စသောတဘာဝဘေးဒဏ်ခံရတတ်သည်တဘာဝဘေးဒဏ်ခံရပါက တောင်းအပ်တဲ့ စီလုံးပြတ်သည့်လဲပမာဖြစ်ရရှိသည်မိတို့သောအရှင်နေရှိစေကမူလူလေးနှင့်လုံမလေးကိုပညာတတ်ဖြစ်စေခြင်းသည်သူရဲရဲဆုံးဖြတ်လိုက်သည်လူလေးနှင့်လုံမလေးကိုကြောင်ဆက်ထားမည်ညုံမောင်ရဲ့စင်စင်သာသာလောက်ပါဟဲ့နေတော့မှဟိုကျွေးဒီအကျွေးကပူဝမ်းစာကလည်းမရှိနဲ့ဒီကြတဲ့ကလေးတွေကိုကြောင်ဆက်ထားအောင်မဲဆိုတော့လွယ်ပါမလားငါမောင်ရဲ့ နေသားကိုဒီနေ့ကြောင်းဆက်မထားပဲနွားကြောင်းကားရင်စပါ30ဒင်း15ဒင်းတော့ရမှာပဲငါတူလေးကိုစင်စင်ရဲရဲလောက်ကင်နေရတာမြင်လို့တော့ဘယ်ဟုတ်ပါမလဲနေရအတွက်တဖက်တလန်းကကိုပေါ်လောင်ဘက်ရအောင်လို့ပြောတာပါအမအဖြစ်သူဒေါ်အေးဤစကားကို သူရဲရဲဖယ်ရှားခဲ့သည် အကိုကြီးဖြစ်သူဦးအောင်ကျော်အမကြီးဖြစ်သူဒေါ်ကျင်တို့ကလည်းဟုတ်သားပဲကွာ အပေးတိုင်ကြောင်းထုတ်ရမယ်လို့ ဒီလိုပြောတာမဟုတ်ပါဘူးနောက်နေ့မှထားဖို့ကဒီလိုဒုက္ခရောက်နေတဲ့အချိန်ဒီမှာမင်းတိတ်အခဲခဲဖြစ်မှာဆိုလို့ပြောတာတို့အချိန်တွေကလည်းမင်းကိုမကူညံ့မကူညီနိုင်တာမင်းအသိပဲသူတို့စကားကိုလည်းသူခက်တင်းတင်းညင်းဆန်ခဲ့သည်စွန့်စွန့်စားစားသူလှုပ်သည်လေခွနဲ့အေးကနဲ့နွားတချင်းကိုရောင်းပြီးမြို့ပြသို့ပြောင်းရွှေ့ခဲ့သည်သူလက်သမားအလုပ်ကိုနေမအားညမနာလုပ်ခဲ့ပါသည် ဇနီးဖြစ်သူမလေးရင်ကိုအိမ်ဆိုင်ဖွင့်ခိုင်းထားသည်လူလေးနှင့်လုံဝါလေးကိုတော့ကကင်ကင်ဖြင့်ကြောင်းတက်စေခဲ့သည် သူပန်းပြိုးရာကျိုးစွန်စားရာကျိုးနှက်ခဲ့သည် လူလေးဟိုက်စကူးဖိုင်နယ်ဟူသော ကိုရန်စာမေပွဲနှစ်ချင်းပေါက်အောင်မြင်ခဲ့သည်အင်းစင်ဆက်မှုလက်မှုကြောင့် GDI တက်နိုင်ခဲ့သည်ဟိုစင်ကဟိုက်စကူးဖိုင်နယ်အောင်လျင် GDI တက်ခွင့်ရှိသည် လုံမာလေးသည်ဆယ်တန်းအောင်မြင်ခဲ့သည် ို့တော့သူတို့မိခင်ဒေါ်လေးရင်ကဘဝတစ်ပါးပြောင်းသွားရရှာသည်လူလေးနှင့်လုံမလေးတို့ညာနာဆွမ်းအဖြင့်ဘဝတစ်ခုရှင်သန်ရက်တည်နိုင်ခဲ့သည်လူလေးသည်အင်ဂျင်နီယာဖြစ်လာပြီးလုံမလေးကအကျောင်းဆရာမဖြစ်လာခဲ့သည်သူပီတီတုံပီတီပြုံးဖြင့်ကြည်ကြည်နက်နက်ပြုံးလိုက်မိသည်တဆက်တည်း꽌လွန်သူဇနီးကိုဖြတ်ခနဲသတိရလိုက်မိသည်ရင်ထဲမှာဆွေဆွေမြည်မြည်ဖြစ်သွား၏ဒီအချိန် ရှင်လေးရင်သာရှိရင်ဟူသော အတွေ့အဆွေးတဲ့သူဝင်ရောက်လာပြန်သည်ကြောပမ်းမှလည်းစူးစူးနေနေအောင်လာပြန်သည်လုံကြီးတတဲလုံးရွှဲရွှဲဆိုနေသည်ဟု သူ့ရဲ့အတီတဲ့ဝင်လာသည်သေးတွေရွှဲနေပါလားညော့မောင်ရဲ့သားနဲ့သမီးကိုလူလွတ်ခေါ်ပါဆိုတော့လည်းမခေါ်နိုင်ဘူးအခုတို့ပြုစုနေတာညွန်ညင်တာလားလို့ပြောတာမဟုတ်ဘူးပါမဟုတ်ပါဘူးကွာငါမှလည်းတနေ့လုံးမှတနေ့စားရတာဆိုတာ မင်းအတီဆုံးမှာတငယ်ချင်းရဲ့အချိန်ပြေးမင်းအနာမှာငါမနေနိုင်ဘူးအခုမင်းကြားမကြီးက ကောင်းတာမဟုတ်ဘူးတယောက်ယောက်မင်းအနာမှာရှိနေတဲ့အခြေအနေဖြစ်နေပြီနောက်ပြီးစားနေမကောင်းကလေးကမင်းထနိုင်လို့လားတဖြည်းဖြည်းနဲ့ပိုဆိုးလာတော့စိတ်ယုံတင်ရမယ့်အခြေအနေရောက်နေပြီတငယ်ချင်းရဲ့ရပါတယ်ရှစ်တင်ရင် အင်ရှင်တွေလူလေးနဲ့လုံမလေးကိုကျင်းနှံလဲရိုက်ထားတယ် အမြန်ချောဖို့နဲ့လဲစားဖို့ထားတယ်။မကြခင်လာတော့မှာပါကွာ။သူတို့လာမှကြည်စီစင်တာပေါ့။မင်းသိတဲ့အတိုင်းသူတို့တွေကဝန်ထမ်းတွေဆိုတော့ဝန်ထမ်းတောင်းဝန်မိသားစုတောင်းဝန်တွေနဲ့မဟုတ်လား။စိတ်သွားတိုင်းကိုမပါတဲ့အခြေအနေဖြစ်နေလို့ထင်ပါတယ်။သူတို့လေးတွေငါ့ကို ပြင်မထားပါဘူးကွာ။လာပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ကျေးနန်းနဲ့စားတခုခုတော့ရောက်ရောက်နိုင်ပါတယ်။လာဖို့အသင့်တာပေါ့ကွာ။ ဒီရပြေတယောက်တည်းရှိတာဒီရချိန်မှာဘာဖြစ်ဖြစ်လာတဲ့နဲ့မင်းလည်းကို့အထိဘာမှစားရအောင်မှာမဟုတ်ဘူးငါနှုတ်ဆံပြုတ်ဝယ်လာမယ်တောက်လာအောင်နော်မတောက်နိုင်ပါဘူးရှစ်တင်ရဲ့လုံးဝမစားဘူးကွာနောက်ပြီးအစာဝင်ရင်ဝမ်းသာစီးသွားနဲ့မင်းဒုက္ခများပါတယ်တကယ်ချင်းရဲ့ခပ်ပါလားကွာ မစားလဲတောက်စားလဲတောက်ဒါမှအားရှိပြီးမင်းမြန်မြန်နေကောင်းသွားပါ နှုတ်မို့ပြုစုသူလည်းမရှိနဲ့မင်းဒုက္ခများနေမယ်အားရှိတော့တောက်လိုက်ဦးနော်ကဲတောက်လိုက်ပါကွာငါထူပေးပါမယ်တောက်ပါမယ်ကွာငါဗေနာချထားခဲ့မင်းအလုတ်သွားအောင်မှာမဟုတ်လားတော်ကြအလုတ်လောက်နောက်ကျနေမယ်တကယ်ချင်းကဲသွားတော့မင်းကိုထူပေးမဲ့သူမှမရှိတာငါရှိတော့တောက်လိုက်ပါကွာငါထူပေးပါမယ် ဒါဆိုလေထူပေးပါဦးငါတောက်ပါမယ်ကွာတလဲစားတဲ့လုံကြီးပါလဲပေးမယ်ချို့မင်းရဲ့ကောင်းအောင်ကလုံကြီးလေးလုံကြီးလဲပေးအဲ့ဒါလေးလဲငါ့ကိုငါဝတ်ပေးခဲ့မယ်နော်အဲ့ဒီလုံကြီးလေးပေါ့လုံမလေးအလဲတန်းပြဆရာမဖြစ်တော့ငါ့ကိုဝယ်ပေးသွားတာလူလေးလဲရန်ကုန်ရောက်တာနဲ့ငါ့စီပြေးလာပြီးစားစရာဝတ်စရာတခုခုတော့ပေးသွားတာ တာရောသမီးရောလိန်မာကြတယ်သူတို့လေးတွေနေမကောင်းရင်လာမသိဘူးမောနေပါမယ်ကွာစကားတိတ်မပြောနဲ့အဝတ်လဲပြီးသွားပြီနုဆန်ပြို့တောက်လဲရအောင်ဟုတ်ပြီလားဒီမှာချင်းရှစ်တဲ့ငယ်ချင်းအရှင်တွေကတနေ့တက်တနေ့ဆိုးလာတယ်စေးုံပို့တင်တယ်အနန္တတ်တွေကလည်းအိမ်ပေါ်မှာနေတဲ့ကျမတို့တော့မခံနိုင်တော့ဘူးဘေးအခန်းတွေကလည်းကျမကိုလာပြောနေကြပြီရှင် သူ့ကိုကျမတို့ပရိဘောဂလုပ်ငန်းကလက်သမားတရားဖြစ်လို့ကျေးဇူးမကင်းရမကင်းကြောင်းနဲ့ဒီရခန်းကို စပေါ်မယူပဲငှားထားရတာဘေးရခန်းကလူတွေအားနာဖို့ကောင်းနေပြီသူတို့သားသမီးတွေကလည်းကြေးနံရောစာရောထည့်ထားတာအခုတည်းရောက်မလာကြသေးဘူးအတီတရားနဲလိုက်ကြတာဘလို့ဟာရီမန်းကိုမသိဘူးအနန္တတ်တွေကင်းအောင်တော့လှုပ်ပေးကြပါအောင်ချင်းသူ့အချိန်တွေကစယုံတင်ရမယ့်အချိန်တွေဆိုတာသိပါတယ်အမကြီးရဲ့ ။နောက်ပြီးသူ့အခြေအနေကစေယုံမှာဒီတိုင်းသွားထားလို့ရတဲ့အခြေအနေမဟုတ်ဘူးဆိုတာအမားကြီးသိမှာပါ။အနာနာအနာမှာတရရောက်ရှိမှဖြစ်မဲ့အခြေအနေပါ။ကျွန်တော်ကလည်းတနေ့လုံးမှာတနေ့စားရတဲ့သူပါ။မိသားစုတစုလုံးရဲ့တောင်းအုံကိုယူနေရတာ။သူ့ကိုလည်းအချိန်ပြည့်လိုက်ပြီးမဆောင်ချောင်းနိုင်ဘူးအမားကြီးရဲ့။သူသားသမီးတွေလာအောင်ခဏတင်းချင်းခံပြီးတော့စောင့်ဖို့မြေတားရက်ခံပါတယ်ကျွန်တော်တကယ်ချင်းကသူတော်ကောင်းကြီးပါ ဘလို့ဟိုကျွေးတွေပါတာလို့ဒီလိုဖြစ်နေရတယ်ဆိုတာမသိတော့ဘူးသူနဲ့တီကျွမ်းဝင်တဲ့မိတ်ဆွေတွေကိုလည်းအတီးပေးအကြောင်းကြားထားပါမယ်အခုတရားအောင်မှမလာကြဘူးခင်ဗျာသူအကုတုကန်စိုးရှာပါတယ်အမကြီးရဲ့စာနာထောက်ထားပြီးခဏဆောင်းဝေးပါခင်ဗျာအညီအကျေးတွေလည်းညနေတိုင်းကျွန်တော်လာပြီးရှင်းလင်းပေးပါမယ်အေးလေကျမတို့သူသားသမီးလာတဲ့အထိတင်းချင်းခံပြီးစောင့်ပေးပါမယ် ူ့အဖေအချင်းနေဖုံးဆက်မေးတင်တာပေါ့ချင်း ကျမဖုံးနံပါတ်သူတို့အားလုံးတိကျနေချင်းဝန်ထမ်းနေရေဆိုတော့တောင်ဝင်နဲ့ခရီးထွက်နေကြတို့ခရီးလွန်နေလို့ထင်ပါတယ်ခင်ဗျာကျွန်တော်လည်းပို့ပြီးဂရုဆိုင်လောက်ပေးပါမယ်မနေ့တခါညနေတခါသူ့အတွက်စားစရာစီစဉ်ပြီးလာဖို့တဲ့အခါတန်ချင်းကြီးကိုလည်းဆောင်ရွက်ပေးပါမယ်ဦးချစ်တင်ဒီအင်ရှင်ဒေါ်တင်ဝင်းအားအနုအညွတ်မြတ်တာရက်ခံတောင်းပန်လိုက်သည် တငယ်ချင်းညုံမောင်ကြီးကျမ်းမာကြီးအရှိန်ဒီမှာလဲတစတစဆောက်ရုပ်လာဒီကိုစိတ်မချမ်းသာစွာမြင်နေရဒီကိုဒီတောင်ကကြော်ပါတော့မလားဟုသူခံမန်းမိသည်တားနှင့်တမီပညာတတ်များဖြစ်စီရဲ့အတွက်ဘဝကျမ်းချမ်းမှာပင်ပင်မှန်မှန်ရုန်းကန်ခဲ့ရချာတော့တငယ်ချင်းညီမနေမအားညမနာလောက်ခဲ့ရတော့အလौဒံများစုခံရတော့တငယ်ချင်း သူလှုပ်ရှားရုန်းကန်မှုကိုမြင်ရောင်ရင်ရင်းနေဆိုနှင့်ကြေကွဲလာမိသည် ဒီအချိန်တွေမျိုးမှာသာသမီများဤအယူအယကျင်နာနဲ့အပြိုးစုကိုခံရှင်ချလိုက်မိ။တားနဲ့သမီးကိုစာအတန်တန်ကျင်းနှန်းတန်တန်ရိုက်တော်လဲမလာဒီကို အပြစ်မမြင်ရှာ။အကောင်းဘက်မှသာအစဉ်တွေးပြီးတရားမြင့်ရက်ကိုဝေဒနာတဲထန်စွာ ခံစားပြီးအထီးကျန်ဖြစ်နေချာသောတငယ်ချင်းအတွေ့ရင်ထုမနာဖြစ်မိသည်။ညနေအလုံးမအပြန်လှုပ်တတ်သမျှမှတ်တတ်များ ပရိတ်ရားတော်တော်များများရွတ်ဖတ်ပေးရအောင်မည်အခန်းနှင့်လူနာကိုလည်းတန်တန်ချင်းချင်းဖြစ်ရန်ဆောင်ရွက်ပေးမည်ဟုဆုံးဖြတ်ပြီးလုပ်ငန်းခွင်သို့လေးလံသောရှည်လမ်းများဖြင့်တပြေးပြေးထွက်ခွာသွားတော်သည် သူအာယူပြီးအသက်ရှူလိုက်သည် အဖန်အာယု၍ပြင်ရှူနေသောလေကိုပင်ပြန်ထုတ်လိုက်သည်အသက်ရှူထုတ်မှု၏ခဲရင်ပင်မမှုကြောင့်အယိုးပေါ်ရေတင်ဖြစ်နေသော ခန္ဓာကိုယ်မှရွှေတိများစီကြလာသည် တခါတခါဘာမှမသိတယ်လို့ဖြစ်သွားတတ်၏ကျောပတ်မှလည်းစူးကနေစူးကနေထိုးအောင်တတ်သည်၏မတတ်မတာချူသောလေတွင် လွင့်ပါလာသော သူ့အငြိအကြီးအနှံ့အသက်များကိုမသိတခါသိတခါခံစားနေရ၏သူ့လုံကြီးတထဲလုံးဆူချွဲနေသည်ဟုလည်းသူခံစားနေရသည် ရင်ကောင်းများနှာခေါင်းပေါ်ချောက်သွား၌တရွာရွာနှင့်ခံရခံနေ၏ ်နားပေါ်ပြန်ဝဲ၍၎င်းမြခုံးပေါ်တရွရွခြောက်နေ၍၎င်းအခံရခတ်နေ၏ရင်ကောင်တကောင်ကိုပင်မောင်းနေနိုင်စွမ်းမရှိသောမိမိလက်များကို သူမရှင်းမရဲဖြစ်နေမိ၏အကြအာယုန်ထဲတွင် လူတန်ကြားသလိုခလေးတငယ်များအတန်ကြားသလိုလိုဖြစ်နေသည်ဘာမှပြင်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 မရှိ သူအားနေစဉ်လာရောက်ကိုကြီးစောင့်ရှောက်နေသောတငယ်ချင်းဖြစ်သူရှစ်တင်ကို သူအားနာမိသည် ယနေ့တော့သူအာမနာခြင်း ရှစ်တင်ကိုလာစေခြင်းမိသည်ထူးထူးခြားခြားမျှော်နေမိသည်ဟုတ်ကဲ့ပါဟူသောစကားသံအားလည်းတို့ ဝင်လာသည် ရှစ်တင်အတန်းဟု ထင်မှတ်သည်ဒီကောင်ဘယ်သူနဲ့စကားပြောနေပါလဲသူအနာကို လာစေခြင်းပြီအတန်ကုန်ဟိ၍អော်လိုက်ခြင်းသည် သူခေါ်ကြည့်သည်အတန်ထွက်မလားကြိုးစားပြီးအတန်ကုန်អော်ကြည့်သည် သူ့အတန်လုံးဝထွက်မလာသည်ကိုသူတန်အန်တော်တတိပြုမိသည်ထက်၍ထက်၍ကြိုးစားကြည့်မိ၏ပို့၍မောလာသည်ဖြင့်လက်လျှော့လိုက်ရသည် အကြာအယုံကိုစူးစူးဆိုက်ဆိုက်ထားလိုက်မိသည်အမျိုးပြောတဲ့ပြောထိုက်တာထက်ပိုပြီးပြောလိုက်တဲ့ရှင်သားသမီးယုံဇုံလုံးကန်းဆိုတဲ့ဟာမျိုးတွေထင်ပါရဲ့ကြောက်เสียကောင်းလိုက်တာတရားရပါပြီရှင် ။ဥသောစကားသံများကို သူပိပိတတကြားလိုက်ရ၏။ဒေါက်တာဝင်းဆိုတာစကားကိုလိမ့်ပက်လည်အောင် ပြောတတ်သူမဟုတ်ကြောင်းသူကောင်းကောင်းသိသည်။အခြေအနေကို လူလေးကိုတိအောင်ရှင်းအောင်မပြောလို့ဖြစ်မှာ။ကလေးတွေကအဖေကိုဘယ်ဥပ္ပခါပြုပါမလဲ။အလိမ်မာလေးတွေပဲသူဆက်နားထောင်လိုက်သည်။တချက်တချက်ကြောမှစူးစူးဝါးဝါအောင့်လာသည့်ဝေဒနာကြောင့်နားထောင်မှုစွမ်းအားယောနေသွားသည် သူကြိုးစားပြီးနားထောင်သည် ရှစ်တင်ကိုလည်းသူအနာလာစေခြင်းလာပြီရေဟိုတဝတောက်ရှင်မိသည်ပို၍ပို၍မောလာသည်ဒေါ်တင်ဝင်ဘာပြောနေတော့နေပါလေမကြတဲ့ကြာဖြစ်လာသည်ကျမတို့ဝေတရားကုန်ပြီနော်ဒီရက်သေးတည်ရင်တော့နာရေးကိုညီမှုအတင်အကူကြီးတောင်းပြီးချက်ချင်းတချို့ပြစ်လိုက်ပါနော်ရှင်းကိုကြိုးအတီးပေးထားတာချက်တင်ဒီကောင်းအောင်တမ်းမကြရပါလား ခေါင်းခါလိုက်သလားခေါင်းငိမ့်လိုက်သလားမသိဒေါ်တင်ဝင်းအစီအစဉ်ကိုဒီကောင်ခေါင်းခါလိုက်ရင်ဒုက္ခလူလေးနဲ့လုံမလေးတို့ဇရေစကမကုံပဲငါ့ကိုတကြိုလိုက်ရတာသူလက်တင်လက်ခံတင်တာဗောဖះဖះရှစ်တင်ခေါင်းမခါပါစေနဲ့မြစ်တာအေးအရင်အချိန်ဟွန်ပြေးစွာစီစဉ်ရင် သူတဖြည်းဖြည်းမောကြက်လာပြီကြောကုန်းမှလည်းဆူဆူနေနေအောင်လာသည် ရေတပေါက်လောက်အငမ်းမရတောက်ချင်လာသည်မောတဲ့မောလာပြီခက်ခက်ခဲခဲနှာသီးပြားမှရွှေထွက်နေသောလေကိုရှူထွန်းရှူထုတ်နေသောလေကိုမတိမတာရှူမဲ့ရင်သူ့ဘာမှမသိတော့ဩဘဝတတတာဤခကြီးအစုံမှတ်တမ်းရောက်ရှိပြီတကားငယ်လေးမောင်တပြေယုံဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့စာရေးသူညီမြတ်တာအမရပူရာရေးတာတဲ့ ကျွန်တော်ချက်တာအဲ့ဒါမဟုတ်ဘူးလို့အမိရတဲ့ဝိထုတို့လေးကိုဆက်လက်၍ဖျားတည်ဆက်ပေးကြပါလေခင်ဗျာ ကျွန်တော်ချက်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်လူပြိုပောက်ရွယ်ကအရှိကိုအတိတ်ပဲအမျိုးမျိုးဖွင့်ဆိုသည့်နေရာတွင်ဆရာကြီးတယောက်အဖြစ်တငယ်ချင်းအပေါင်းအသင်းများကတတ်မှတ်တင်မြောက်ထားကြတယ်ကျွန်တော်လည်းသူတို့အထင်ကြီးစေရန်အရှိဤအတိတ်ပဲကိုယခုတို့ဖွင့်ဆိုခဲ့ပါတယ်ကိုချစ်ဆိုတာရှိတယ် ကိုကရှင့်မတော့မရရအောင်ယူမယ်ဆိုတဲ့သူတွေကိုဓာတဂေတိထုံနှလုံးမူတဲ့အတွက်ရယူခြင်းဆိုတဲ့အချက်ပါပဲတခါယူနိုင်ပါလေးနဲ့မယူပဲစွန့်လွတ်အနှင်းနာခံတဲ့ရာမရဲ့ညီတော်လက္ခဏာကိုနှလုံးမူပြီးစွန့်လွတ်အနှင်းနာခံတာဟာစွန့်လွတ်ခြင်းအချက်ပါပဲတကယ်တော့အချက်ဆိုတာမရှိဘူးပါပဲနဲ့အတိတ်ပဲဖွင့်ဆိုနေသူများဟာကိုမရဘူးတဲ့နေရာဒေသကိုမှတ်ဆတွေးတောကြည့်တာနဲ့တူပါတယ် အချက်ဆိုတာအင်မတန်နန်းနေပါလေ1500ဆိုတဲ့အချက်ဟာ အနောက်အဖွဲ့တွေနဲ့ဆွဲလန်းစေတဲ့အရာမျိုးလည်းမဟုတ်ပါဒီလိုဆိုရင်အချက်ဆိုတာဘယ်လိုအရာမျိုးလဲတချို့ကအချက်ကို နောက်ထပ်နန်းသားတစ်ခုတွဲပြီးခေါ်ကြပြောကြပြန်တယ်ဥပမာသူတို့နေရာကိုချစ်ကြိုက်နေကြပြီ ရှင်းတဲ့ကြိုက်ကိုတွဲသုံးလိုက်တဲ့အတွက်အချက်ကအဓိပ္ပာယ်တစ်မျိုးထွက်လာခဲ့ပြန်တယ်ရှစ်တယ်ဆိုတာအချက်ခံရတဲ့သူအတွက်ဖြစ်တယ်ဒါကြောင့် ရှိတယ်ဆိုတာသူ့အတွက်ကြိုက်တယ်ဆိုတာကြိုက်တဲ့သူအတွက်ဖြစ်တယ်။ဒါကြောင့်ကြိုက်တယ်ဆိုတာကိုယ့်အတွက်ပေါ့။သူ့အတွက်ရှိတယ်ဆိုတာကို ဥပမာပေးရမယ်ဆိုရင်မှန်ပြီလို့ရှိုးကိတ်တွေထားမဲ့ရှိစရာရုပ်ကလေးတစ်ခုလိုတံမိုးထားပြီးအလှကြည့်ချင်နေတာနဲ့တူပါတယ်။ကြိုက်တယ်ဆိုတာကိုဥပမာပေးရမယ်ဆိုရင်ကိုကြိုက်တဲ့ပစိုးအင်ကြီးလေးကိုတွေ့ပြီဆိုပါတော့ဝဲခြင်းနဲ့အတုံးပြူခြင်းနဲ့ဒါကြောင့် ကြိုက်တယ်ဆိုတာကိုယ့်အတွက်ပါပဲအရှိဆိုတာတကယ်တော့ကျဲ့တော့နေဥနေတူတယ်လွှာတိုင်းထွာတိုင်းမျက်ရည်ကျရတယ်နောက်ဆုံးတော့ဘာမှမရှိပါဘူးဘလို့အရှင်မျိုးကိုပဲအတိတ်ပဲဖွင့်ဖွင့်ကျွန်တော်အရှိဆိုတဲ့အရာကိုအကောင်အထည်ဖော်နိုင်ခဲ့တာတော့ကျွန်တော်အသက်40နီးပါးရောက်မှအရှိရဲ့အတိတ်ပဲကိုလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်ဒီအကြောင်းကိုကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်လူပြိုပေါ့အွယ်က တိတ်တခိုးချစ်ခဲ့ဘူးတဲ့မမဆန်အကြောင်းကိုပဲပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့အိမ်ရှိဘက်တိုက်ကညီမ၃ယောက်ရှိတဲ့ထဲကမမဆန်ကအကြီးဆုံးကျွန်တော်ထက်ရှင်းနေခန့်ကြီးတယ်မမလေးနဲ့တန်ငယ်ချင်းမမလေးနဲ့တန်ငယ်ချင်းသူတို့တွေကစီးပွားရေးအဆင်ပြေကြတယ်ရှမ်းသာကြတယ်ကျွန်တော်တို့မိသားစုကတာမန်အလုပ်သမားကျွန်တော်စိတ်ထဲမှာမမဆန်တော့လှတဲ့သူကဘာမှမရှိနိုင်ဘူးရဲ့လို့ကျွန်တော်ထင်မိတယ် မမဆန်မျက်နှာကိုခိုးခိုးကြည့်တယ်။အလူမင်္ဂလာဆောင်ရှိတဲ့အခါမှာအဝေးအစားအစ်တွေနဲ့ပြင်ဆင်လိမ့်ကျထားရင်ရုပ်ရှင်ဗီဒီယိုမင်းသမီးတွေတော့မမဆန်လာကိုမိနိုင်မှမထင်ပါဘူး။အိမ်ကိုဝင်ထွက်သွားလာရင်းနဲ့ကျွန်တော်ကိုမောင်လေးတယောက်လိုဖင်ပုတ်ခေါင်းပုတ်ရိုးသားစွာနဲ့အယောတဝင်ခင်မိနေပါတယ်။ကျွန်တော်မှသာမယိုးမသားဖြစ်နေရတာပါ။မမလေးတငယ်ချင်းကလည်းဖြစ် ကိုယ်ထက်လည်းအသက်ကြီး ရှမ်းလဲချမ်းသာတဖက်သက်အချက်ကလည်းဆိုးလိုက်တာလို့စိတ်ထဲမှာကြိတ်လို့သာခံစားနေရတယ်မမဆန်းရဲ့မကြပါကျွန်တော်စိတ်ကူးတွေမှုန်တိုင်းအတိုက်ခံရတယ်မမဆန်းတယောက်မိုးကုတ်မျိုးကကြောက်ကုန်တဲ့တယောက်နဲ့အိမ်အောင်ကြသွားတယ်ကျွန်တော်မှာတော့လူမသိသူမသိအသေးကွဲခံစားနေရတာပေါ့မမဆန်းကိုလက်လို့ဆုံးချုံလိုက်ရတဲ့အဓိကအကြောင်းအရာကမမဆန်းကိုဖွင့်မပြောရဲခြင်းပါပဲဘာကြောင့်ဖွင့်မပြောရတာလဲဆိုတော့ ကိုကိုကိုဆန်းစစ်ကြည့်လိုက်တော့မပြည့်စုံမှုကြောင့်ကိုဘဝကိုတိမ်ငယ်နေမိတယ်။ဖွင့်ပြောလိုက်ရင်လည်းမမဆန်းလို့အတွေးကိုရင်ကျက်တဲ့သူကကျွန်တော်အချစ်ကိုလက်ခံပါတယ်လား။ဒါကြောင့်ဆုံးဖြတ်ချက်ချလိုက်တယ်။ကြီးပွားချမ်းသာအောင်ငါကြိုးစားရမယ်။ရန်ကုန်ကိုဆင်းလာခဲ့တယ်။အုတ်သေးကြောက်တိုင်းမှာအလုတ်ဝင်လုပ်တယ်။လုံရင်လုံရင်နဲ့အပေါင်းအသင်းမိတ်ဆွေတွေများလာတယ်။အရောင်းဝယ်အကြောင်းကိုလည်းနားလည်လာတယ်။ကျွန်တော်ရဲ့ရိုးသားကြိုးစားမှုတစ္ဆာရှိမှုတွေကြောင့် ုံတဲ့တူဖြစ်လာတယ်။အရင်အနီးထုတ်ပြီးတဲ့မိတ်ဆွေတွေကြောင့်နှစ်20ကျော်မှာပဲစီးပွားရေးပြည်လဲသူတယောက်ဖြစ်လာတယ်။စီးပွားရေးအဆင်ပြေလဲတာတော့ပထမဦးဆုံးမမဆန်းကိုတတိယမိတယ်။မမဆန်းတို့အိမ်တော်ကြီးအဆင်မပြေကြရလား။မမလေးကိုမေးကြည့်မိတယ်။အဆင်ပြေကြပါတယ်။သူ့အမျိုးသားကစိတ်ရင်းသဘောထားလဲကောင်းတယ်။သူ့ကိုလည်းကြီးကြီးနန်းနန်းနဲ့ရှစ်ပါတယ်တဲ့။ဒီလိုတဲ့ရင်ကိုကြားရတော့မမဆန်းအတွက်ဝမ်းသာစရာတော့မဟုတ် မမဆန်းကို တွေ့ကျင်တဲ့စိတ်ကတားမရတော့ပါ ကိုယ်အရှိကိုကိုဘလို့အတိတ်ပဲဖွင့်ရမှန်းကျွန်တော်မသိတော့ဒါနဲ့အကြောင်းမရှိအကြောင်းချပြီးမမဆန်းရှိရာမိုးကုတ်မြို့ကိုရောက်သွားတယ်အလုတ်ကိစ္စနဲ့လမ်းကြုံတို့ဝင်လာတဲ့သဘောနဲ့မမဆန်းကိုဝင်တွေ့တယ်မမဆန်းကသူ့အမျိုးသားနဲ့မိတ်ဆက်ပြီးတယ်ဒါအဆန်းတို့အိမ်သားကမောင်ဆိုးတဲ့အဆန်းပြောပြောနေတဲ့တငယ်ချင်းမက်ခင်ရဲ့မောင်လေးပေါ့အဆန်းတို့နဲ့က မိသားစုမောင်နှမတွေလိုငငယ်ကလေးတွေကခင်ကြတာ။အော်ဟုတ်လား။အစမ်းမောင်လေးဆိုတော့အကိုညီလေးပဲပေါ့။ထမင်းစားပြီးမှပြန်တော့ညီလေး။မဆန်းအမျိုးသားကမိုးကုတ်မျိုးရှိနာမည်ကြီးနေရာများကိုလိုက်ပို့တယ်။ကလေးနှစ်ယောက်ရနေသည့်တိုင်မမဆန်းအဖို့တန်ဖိုးထားပြီးသဘောထားကောင်းတဲ့အမျိုးသားနဲ့မမဆန်းတို့မိသားစုကိုတွေ့လိုက်ရတော့ကျင်းနေနေမိတာအမှန်။မမဆန်းနဲ့ရတဲ့အကိုကြီးကိုလည်းကျေးဇူးတင်မိတယ်လို့ အားလဲကြနေမိတယ်။နောက်ပိုင်းမမဆန်တို့မိသားစုအကြောင်းကိုမမလေးမတစင်မကြခဏတည်င်းမိပြီတဲ့။မမဆန်အကြောင်းမတွေးမိမမေးမိခင်ကြိုးစားနေလိုက်တာတနေ့ကြာမှာစိတ်မကောင်းစရာမျောလင်းမမျောလင်းတဲ့တည်င်းတစ်ခုကိုကြားလိုက်တယ်။မမဆန်အမျိုးသားဟာရုတ်တရက်ယောဂာနဲ့တိတ်ဆုံးသွားတယ်တဲ့မထင်မှတ်စရာအဖြစ်ပြက်ကလည်းအံဝဲစရာမမဆန်တယောက်တော့အငဲဝမ်းနေနေမှာတော့အမှန်ပဲ ျွန်တော်မမဆန်းအိမ်ကိုအပြေးလွှားရောက်ခဲ့ရပြန်တယ်။ကျွန်တော်ရောက်တာကတနေ့လောက်ကြာနေပြီမို့မမဆန်းမျက်နှာကတင်းကျိနေတယ်။လောကရံကိုအန်တို့ရင်ဆိုင်နေကြောင်းလည်းတွေ့ရတယ်။ရောက်ခမအိမ်မှာနေရင်အိမ်ဆိုင်လေးဖွင့်တာလေ။ရခင်တို့ဇီဝရေးအရှင်တွေကလည်းတိတ်ကောင်းဖို့မရ။တနေ့မမလေးထံမမဆန်းရောက်လာပြီးအကူအညီတောင်းတယ်။သူတို့ဈေးဆိုင်အရင်နေနေလို့ငွေရှိပါတယ်။ မမလေးပြောလို့သိရတော့ကျွန်တော်စိတ်မကောင်းအတော်ဖြစ်မိသွားတယ်။ငွေထုတ်ပေးချင်ပေမဲ့မမဆန်းကအလဲကားယူမှာမဟုတ်တာသိနေတယ်။တခြားသူတွေစီကယူရင်အတိုးကများမယ်။မမဆန်းပို့လို့ဆင်းရဲဒုက္ခရောက်မှာကိုလည်းစိုးရိမ်နေ။ဒါကြောင့်ကျွန်တော်မမဆန်းကိုအကျွေးအေးအဖြစ်နဲ့ရှေ့ပေးလိုက်ပါတယ်။အတိုးပေးတရားမလိုပါဘူးမမဆန်းရဲ့။ပြည်လည်မှပြန်ဆန့်တော့။မမဆန်းပျော်သွားတာကိုမြင်ပြီးအပျော်တွေကျွန်တော်ကိုပါကူးဆက်လာတယ်။ ကျွန်တော်မမဆန်းကိုကိုရှေရင်တွေရှစ်နေတယ်။ကျွန်တော်အသက်40နာကတ်နေပါပြီ။မမဆန်းကို ဖွင့်ပြောမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဆုံးဖြတ်ပြီးမှအခွင့်အရေးယူတယ်များဖြစ်နေမလားတွေ့ပြီးရှေတုံချကြုံ ရှေတုံချတုံနဲ့တနေ့ကြာသွားတယ်။တနေ့မမဆန်းအကြောင်းမေးမိတယ်။မမလေးမမဆန်းနဲ့အဆက်အသွယ်ရသေးလား။အေးရတယ်။မင်းမမဆန်းလည်းကံမကောင်းချပါဘူးကွယ်။ မမလေးစကားကြောင့်ကျွန်တော်ရင်နဲ့ထိတ်ခနဲဖြစ်သွားတယ်။ဟင်ဘာဖြစ်လို့လဲမမလေး။တအိမ်ယောဂဖြစ်လို့အသက်အန္တရာယ်မဖြစ်အောင်တအိမ်ထုတ်ပြလိုက်ရတယ်။မမလေးကစိတ်မကောင်းတဲ့အတန်နဲ့ဆက်ပြောတယ်။စီးပွားရေးအဆင်မပြေရတဲ့အထက်ဆေးကုသကြေးကလည်းတော်တော်ကုန်သွားတယ်။ကျွန်တော်မမလေးစီကကြားလိုက်ရတဲ့အချိန်မဆွဲတော့ပဲမမဆန်းရှိရာမိုးကုတ်မျိုးတို့အမြန်လိုက်သွားပါတော့တယ်။ ကားကိုအင်ရှိမှရက်လိုက်တယ်။အင်ရှိမျက်နှာစာခုံပေါ်မှာထိုင်နေတဲ့မမဆန်းကိုအစင်းနဲ့တွေ့လိုက်ရတယ်။မမဆန်းမှာမမဆန်းရှိမှရက်ပြီ။မမဆန်းကိုကျွန်တော်ပြောစရာရှိလို့ခဏလိုက်ခဲ့ပါနော်။မမဆန်းကကျွန်တော်ကိုဘာပါလဲဟူသောအကြည့်ဘဲကိုများခေါ်သွားမှလဲ။နားမလဲသောအမူအရာတွေနဲ့ကျွန်တော်မျက်နှာကိုကြည့်ပြီးအာနာနာနဲ့ကျွန်တော်ဖွင့်ထားတဲ့ကားပေါ်ကို တက်ထိုင်လိုက်ပါတယ်။ကျွန်တော်ယင်တွေတုံခါရမ်းနေပါတယ်။ ကားကိုထိမ်းပေါင်းရင် အရေးကောင်းတဲ့တဲ့ပင်တပင်ကို တွေးလိုက်တာနဲ့ကားကိုထိုးရက်လိုက်တယ်။ကျွန်တော်စိတ်ငြိမ်အမောပြေဖို့အတွက်မျက်စိကိုခဏမှိတ်ထားလိုက်တယ်။စိတ်ထဲမှာတက်တည်မွေးနေမိတယ်။မမဆန်ကျွန်တော်ကိုကြည့်နေမယ်လို့ထင်ပါတယ်။မမဆန်မျက်နှာကိုကြည့်ပြီးနှစ်ပေါင်း20ကျော်ကပြောမဲ့စကားကိုဒီနေ့တော့တည်တည်ငြိမ်ငြိမ်ပဲကျွန်တော်ပြောလိုက်ပါတော့တယ်။ကျွန်တော်မမဆန်းကို ရှစ်တယ်ဗျာ။ မမဆန်တူဝင်နေစင်မှာပင်ကျွန်တော်ဆက်ပြောလိုက်ပါတယ်ကြံတဲ့မမဆန်ဘဝကိုကျွန်တော်စောင့်ရှောက်ပြရစီဗျာကျွန်တော်စကားကိုမမျှော်လင့်မဲကြားလိုက်ရတဲ့မမဆန်ရဲ့မျက်နှာအမူအရာကပထမအံ့ဩသွားတယ်ချက်ယွန်သွားတယ်နောက်ချက်ပြုံးပြုံးလာတယ်တခါမဲပြုံးပြုံးပြန်တယ်နောက်ဆုံးခနဲ့ပြုံးပြုံးရင်အခုလိုပြောလိုက်ပါတယ်အင်းလူပြိုကြီးတွေ မုတ်ဆိုးမတစ်ခုလည်းတလင်းกว่าပဲရတယ်ရကြတယ်ဆိုတာဒါမျိုးပေါ့ဘာမှမသိဘူးကိုလိုချင်တာကိုဖြစ်ချင်တာပဲသိတယ်မင်းကွယ်မစိမစားနဲ့မပြည့်နိုင်တာမပြောပါနဲ့ကွာမမဆန်ရဲ့မမဆန်ကသူ့ရဲ့ယောဂအခြေအနေကို ကျွန်တော်ဘာမှမသိဘူးလို့ထင်နေပုံရတယ်ဟာမမဆန်ကလည်းကျွန်တော်အကုန်သိပါတယ် ကျွန်တော်မမဆန်းကိုအခုမှရှစ်တာမဟုတ်ဘူးမမရဲ့မမဆန်းကတော့ကျွန်တော်ကိုမင်းဘာမှမသိပါဘူးဟူသောအကြည့်တွေနဲ့ကြည့်နေသေးပဲမမဆန်းကအခုအိမ်အောင်ပြုတော့မရတော့ပါဘူးကွယ်မင်းကိုပန်ဝန်းကျင်အတန်းဝိုင်းကကဲ့ရဲ့ကြလိမ့်မယ်ပန်ဝန်းကျင်ကိုဂယုမဆိုင်ပါဘူးဗျာမမမဘာယောဂရှိရှိကျွန်တော်ဂယုမဆိုင်ပါဘူးမမဆန်းဘာဖြစ်ထားလဲဆိုတာကျွန်တော်အတိအကျပြောပြချင်ပါတယ် မမဆန်းကကျွန်တော်မျက်နာကို ကြည်ရင်မှအားနာခြင်းတနာခြင်းဆက်ရွက်ခြင်းတို့ဖြင့်ရောပြိုးနေရမှမျက်ရည်များလိမ်ဆင်းလာတယ်။ငိုတန်နဲ့ရောပြီးတိုးသောအတန်နဲ့ပြော့လာတယ်။မမဆန်းအိမ်အောင်ပြုတော့မရတော့တာဟိုဟိုဟာကျွန်တော်မမဆန်းစကားမဆုံးအဆုံးခင်မှာ ပခုံးကိုဆွဲဖက်ပြီးပါချင်းအဲ့လို တိုးတိုးလေးပြောလိုက်ပါတယ်။ကျွန်တော်ကျွန်တော်ရှိတာအဲ့ဒါမဟုတ်ဘူး။ ကျွန်တော်ကိုတန်ငယ်ချင်းအပေါင်းအသင်းတွေကအရှိရအတိတ်ပဲဖွင့်ဆိုရတွင်ဆရာတင်ထားကြပါတယ်။ယနေ့အချိန်ထိအရှိကိုဘာမှန်းမသိသေးပါ။အရှိစိအရှိမှန်တို့သည်ခိုင်လုံသည့်အကြောင်းပြချက်ပေးဖို့ခက်ခဲတတ်မည်ဟုကျွန်တော်ထင်ပါတယ်။ညီမြတ်တာအမရပူရာဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင် အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ျွန်တော်တို့ရဲ့ညီကောင်မတော်မများအားလုံးကိုစိတ်နှပါချွန်လန်းချမ်းမြေ့ကြကဘေးပြာပေါအောင်မှကင်းဝေးကြပါစေခင်ဗျာ